မဲဆွေးရဲ့နာမည်ကြီးတချမ်းတစ်ပုဒ်ကိုခွင့်မကြောင်းပဲဆိုမိတာကြောင့်တောင်းပန်လိုက်ရတဲ့ဖြစ်ဖြစ်တွေပိတ်တများအောင်လို့မေးလာပါရှင်ဖြစ်ဖြစ်တွေကအစတော်တရားမဟုတ်ပေမဲ့လေတချမ်းဆိုရင်လည်းဒါတလောက်ကိုဝင်ွေသိမ်းရကြရရှိနေရဖြစ်ပါတယ်အလူရှင်တွေကပွဲရတဲ့ဆိုရင် သူမကတော့အဓိကခေါ်သုံးကြတာဖြစ်ပါတယ်အလူပွဲရည်နဲ့ရွာပွဲရည်ဆိုရင်ဖြစ်ဖြစ်တွေ့ကတော့စက်တိုက်ဆိုသလို ဖြောပြနေရတာပါအခုလိုအလူပွဲရာတီဆိုရင်တော့ဖြစ်ဖြစ်တွေ့ကတောက်လျှောက်ကိုဖြောပြရတာပါ ဖြောပြဖို့အတွက်ကလည်းတချင်းဆိုတာကသာအကောင်းဆုံးဖြစ်တော်မူအစရောကြီးတွေရဲ့တချင်းကိုဆိုပြီးဖြောပြရတာဖြစ်ပါတယ်။ဖြူဖြူတွေကကိုပိုင်တချင်းတွေကိုထုတ်ပေးမယ်လေမပေါက်ပါဘူး။ဒါကြောင့်မလို့နမဲကြီးအစရောကြီးရဲ့တချင်းတွေကိုဒါတည်ဆူဖြောပြနေရဖြစ်ပါတယ်။ပြီးကြရရမှာလေဘွဲတခုကဖိတ်ကြတာကြောင့်တွက်ရောက်ဖြောပြခဲ့ပါတယ်။အဲဒီဘွဲမှာဖြူဖြူတွေက မေဆွေရဲ့နမဲကြီးတချင်းတစ်ပုဒ်ကိုတည်ဆူထားခဲ့တာပါ။ ဝေဆွေရဲ့နမည်ကြီးတဲ့ကျန်တဘောဖြစ်တဲ့ဂီတာတီဘောကူကူရဲ့ဆိုတဲ့တဲ့ချင်းကို ပြန်ဆိုခဲ့တာဖြစ်ပါတယ်။ဂီတာတီဘောကူကူရဲ့တဲ့ချင်းကအုံမြကြောကြတဲ့တဲ့ချင်းတဘောဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များများကပြည်တဲ့တိုင်းတည်းရဲ့တဲ့ချင်းတဘောဆွေးလဲမှာပါဘူး။ပြန်ဆိုရတဲ့သူတွေလည်းများတယ်လို့တချင်ရမျိုးရာကြောင့်ဖြောပြေးပွဲနဲ့အကိုက်ပါပဲ။တာကြောင့်မို့လေဖြောပြေးတွေကသူဖြောပြေးရတဲ့ပွဲမှာဂီတာတီးဖို့ကူကူရဲ့တချင်ကိုတီးဆိုလိုက်တာဖြစ်ပါတယ်။ အဲ့ဒီချက်တည်ဆုံနေတုန်းကဗီဒီယိုရိုက်တဲ့သူကရှိတော်မူဆိုရှယ်မီဒီယာပေါ်မှာပြန်နဲ့လာခဲ့ရပဲဖြစ်ပါတယ်။တချင်အဖြစ်ဖြစ်တွေ့ရဲ့အတန်နဲ့လိုက်တာမူပောက်သွားခဲ့ရပါတချင်ပောက်သွားသလိုမိုဘိုင်းခွင့်ပြဿနာလည်းတက်လာခဲ့ပါတယ်။ဂီတာတီးဖို့ကိုကိုရဲ့တချင်ကအောင်မြင်ပြီးသားတချင်ဖြစ်တဲ့အတွက်မိုဘိုင်းခွင့်မှာလည်းအရှုံရှင်ရှိပါတယ်။အဲ့ဒီတချင်ကိုကိုကိုအောင်တောင်းချီကရေးသားခဲ့ရပါတချင်အဖြစ်ဖြစ်တွေ့ကတည်ဆုံလိုက်တဲ့အချိန်မှာတင်းရစီအစီခွင့်တောင်းထားတာမျိုးမရှိပါဘူး။ တေးစရာစီခွင့်မကြောင်းပဲတည်ဆူရလားဆိုပြီးဝေဖန်ပြောဆိုခံရပါပြပြတွေကတည်တည်ကျင်မပဲတေးရစရာစီခွင့်တောင်းပြီးတော့တချင်းဝယ်ဖို့လုပ်ခဲ့ပါတယ်တကယ်လို့သာတေးရစရာဘက်ကမကျင်နဲ့ရင်ပြဿနာတက်မှာပါဒါပေမဲ့တေးရစရာကိုကိုအောင်ကကွယ်လွန်သွားခဲ့တာကြပါပြီမိသားစုဝင်တွေစီကနေတချင်းသွားဝယ်တဲ့အချိန်မှာလဲဝယ်ခွင့်မပေးပါဘူးတေးရစရာမိသားစုက သူ့တမောချရဲ့တချင်းတွေကိုလုံးဝမယောင်းတော့ဘူးလို့ဆုံးဖြတ်ထားတာပါ ဒါကြောင့်မို့ဖြစ်ဖြစ်တွေကသူယိုဆိုမိတဲ့အပေါ်မှာတောင်းပန်လိုက်ရပါတယ်။မိသားစုဘက်ကသဘောကျကြည်စွာနဲ့ခွလွတ်လိုက်ကြပါတယ်။ဖြူဖြူထွေးဆိုတဲ့အပေါ်မှာပတ်စံလည်းမတောင်းပါဘူးဖြူဖြူထွေးရတော့သူ့မကိုသူတည်ပြီးတောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။ဒါပြန်တကယ်ကိုတောင်းပန်ပြီးနောက်တစ်ခါဆင်ခြင်မယ်လို့လည်းပြောလာခဲ့ပါတယ်။ပိတ်တဲ့တချို့ကတော့ဖြူဖြူထွေးရဲ့အတန်နဲ့တခြင်းကတော်တော်လေးကိုလိုက်ဖက်နေရဆိုပြီးတော့ပြောဆိုနေကြလေရှိပါတယ်။မင်းဆွေနဲ့မတူပဲဗာရှင်တစ်ခုဖြစ်အောင်တည်ဆုံနိုင်ခဲ့လို့ချီးကျူးထားကြတာပါ။ မေဆွေရဲ့နာမည်ကြီးတဲ့ချန်တဘုတ်ကိုတည်ဆိုမိတာကြောင့်တောင်းပန်လိုက်ရတဲ့ဖြစ်ဖြစ်ထွေးပေါ်ပိတော့ရဲ့အမြင်လေးကိုလည်း comment လေးဒီမှာရေးပေးခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးထားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရဆယ်လေးနုပညာရှင်တဲ့အကြောင်းရမြောက်ကိုချိန်နဲ့ပြင်းပြင်းတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနားချက်ပြေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးတရားအပေးကျေးဇူးမွတ်တယ်ကျေးဇူးများတင်ပါတယ်။